နိုင်ငံခြားသားတွေကိုဘန်ကောက်ဖွင့်မှုနဲ့ပတ်သက်ပြီးစီးမြင်တွေကိုပုံမတင်ကျပ်သွားမှာဖြစ်ကြောင်းထိုင်းနိုင်ငံရဲ့ဘန်ကောက်ဘန်ကအတည်ပြုခဲ့ပါတယ်။ဘန်ကောက်ဘန်ကပြောင်းလဲတတ်မှတ်မဲ့မူဝါဒတွေဟာကမ္ဘာလဲခရီးသွားနိုင်ငံခြားသားဖောက်တယ်တွေပေါ်အဓိကတက်ရောက်မှုရှိလာနိုင်ပါတယ်။ဘန်ကောက်ဘန်ဟာအလဲအပတ်ဗီဇာနဲ့ထိုင်းကိုရောက်ရှိနေတဲ့နိုင်ငံခြားသားတွေကိုအကောက်ခွင့်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။အကြောင်းကတော့နိုင်ငံခြားသားဘန်ကောက်တွေကိုအသုံးပြုပြီးငွေကြေးလိမ့်လည်မှုပြဿနာတွေတိုးပွားလာနေတာကြောင့်လို့ဘန်ကောက်ဘန်တာဝန်ရှိသူတွေကပြောပါတယ်။ ်မူဝါဒအပြောင်းလဲအသစ်ရောက်ဗန်အောက်ဖွင့်ချင်တဲ့နိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာရေရှည်နေထိုင်တဲ့ဗီဇာတမျိုးမျိုးကန်ဆောင်ထားသူဖြစ်ရမယ်လို့ဆိုပါတယ်။ဗန်ရဲ့စီးမျက်နှာတင်းကျလိုက်တာဟာထိုင်းအစိုးရကစိုက်ဘာရာဇဝတ်မှုနဲ့ငွေကြေးလိမ့်လည်မှုတိုက်ဖြတ်ရေးအတွက်အားထုတ်လုဆောင်မှုတွေနဲ့လည်းလိုက်လျောညီထွေရှိတယ်လို့ဗန်ကောက်ဘန်ကထုတ်ပြန်ထားပါတယ်။မူဝါဒအပြောင်းလဲမှာရှင်ရင်ဆွဲနိုင်ငံသားတာဖောက်တဲ့တွေကိုလည်းအ ਨੇ ကျင်းတက်ရောက်မှုရှိနိုင်ပြီးငွေလဲတဲ့ကိစ္စတွေမှာအခက်တွေ့ရတဲ့နိုင်ငံသားတာဖောက်တဲ့တွေအနေနဲ့ ဘဏ်ကိုဆက်သွယ်ပေးချဖို့လဲဘန်ကောက်ဘဏ်ကတိုက်တွန်းထားပါတယ်။ဘန်ကောက်လူအဖွဲ့ကြီးကုညီရေးဖောင်ဒေးရှင်းရဲ့ Facebook စာမျက်နှာမှာဖော်ပြထားကြရဲ့ဘန်ကောက်ဘဏ်ဟာအစ်စ်တက်မှတ်လိုက်တဲ့စီးမြင့်တွေနဲ့ကိုက်ညီမှုမရှိတော့တဲ့ရုရှားနိုင်ငံသားတို့ရဲ့ဘဏ်ကောက်တွေနဲ့ကတ်အသုံးပြုခွင့်တွေကိုစတင်ပိတ်ပင်နေကြောင်းသိရပါတယ်။ဒါပေမဲ့ဘဏ်ရဲ့တာဝန်ရှိသူတယောက်ကတော့အကောက်တွေကိုပိတ်သိမ်းနေတယ်ဆိုတဲ့အပေါ်တိတိကျကျအတည်ပြုဖို့ညှင်းဆိုပြီးတချို့ကိစ္စတွေမှာဖောက်တယ်ကဘဏ်နဲ့ဆက်သွယ်ဖြည့်ရှင်းဖို့လိုအပ်နေခြင်းသာဖြစ်တယ်လို့အကြောင်းပြခဲ့ပါတယ်။ ရုရှားလူမှုကွန်ရက်30သူတို့ချို့ကလည်းသူတို့ရဲ့ဘန်ကောက်ဘန်မောက်ဖွင့်ထားတဲ့သူတို့ရဲ့အကောက်တွေကိုချိတ်ဆက်အသုံးပြုလို့မရတော့ပဲဖြစ်နေကြောင်းမျှဝေရေးသားနေကြပါတယ်။ဘန်ကောက်ဘန်ကတင်းကျလိုက်တဲ့စီမံစည်းကမ်းတွေရဘန်ကောက်တဲ့ဖွင့်တဲ့နိုင်ငံသားတွေဟာထိုင်းမှာရေရှည်နေထိုင်ခွင့်ဗီဇာရထားသူတွေထိုင်းနိုင်ငံသားနဲ့လက်ထပ်ထားသူတွေထိုင်းမှာကိုယ်ပိုင်အိုးအိမ်ရှိသူတွေဖြစ်ဖို့လိုကြောင်းသိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထိုင်းဘိုဟိုဘန်ကနိုင်ငံသားတွေကထိုင်းနိုင်ငံမှာငွေစုအကောက်ဖွင့်လှစ်မှုနဲ့ပတ်သက်ပြီးထိုင်းဘန်နဲ့အနေနဲ့ ကိုရဲ့အချက်အလက်နဲ့ဆောင်ရွက်စာတမ်းစစ်ဆေးမှုတွေကိုပုံမတင်ကျပ်စေမဲ့စီးမြင်းတွေတတ်မှတ်ပြဋ္ဌာန်းတဲ့ကြောင်းတိုက်တွန်းတောင်းဆိုခဲ့ပါတယ်ရှင်။